္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အင်းတော်ကြီးဒေတာမိုင်းနောင်ရွာနဲ့မမုံကန်ရွာကစစ်တပ်စခန်းတွေကို KIA KPD ရဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖားကန့်မြို့နယ်နန်ယာလမ်းပိုက်မှာတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်ကော့ဂရိတ်အာရှလမ်းတိုက်ပွဲမှာစစ်တပ်ဘက်ကဗိုလ်မှူးတိုးနဲ့အရာရှိလေးဦးအပါအဝင်50ထက်မနည်းသေသွားတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသမိုင်းနောင်ရွာနယ်မမုံကန်ရွာကစစ်တပ်စခန်းတွေကို KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA စေတရမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်ဩဂတ်လ15နေ့ကအင်းတော်ကြီးဒေသမှာအကြမ်းဖက်စစ်တပ်နဲ့သူတို့လက်အောက်ခံ SN အဖွဲ့တို့တလအကြပူးပေါင်းတဆွဲထားတယ်မိုင်းနောင်ရွာနဲ့မမုံကန်ရွာကစစ်တပ်စခန်းတွေကို KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူတွေနဲ့တနေကုန်ခုခံတိုက်ခိုက်ခဲ့ပြီးမှလည်း KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကစစ်စခန်းတစ်ခုလုံးကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အလားတူဖားကန်နန့်ရလမ်းပိုင်းမှာလည်းအကြမ်းဖက်စစ်တပ်ရဲ့အင်အား900ခန့်ပါတဲ့စစ်ကူစစ်ကြောင်းကို KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့ကတလကြာပိတ်ဆို့တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေဟာပြင်းထန်နေရလို့လည်းသိရပါဗျ။ ဒါအပြင်ဖားကန်မြို့ပေါ်မှာလည်းအကြမ်းဖက်စစ်တပ်နဲ့ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေကစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားနေရလို့လည်းသိရပါဗျ။ဩဂတ်လ15ရက်နေ့နဲ့16ရက်တွေမှာလည်းအကြမ်းဖက်စစ်တပ်ကအမှိုက်ပုံရွာနဲ့စွန့်နံကောင်ရွာနေကုမ္ပဏီဝင်းကိုလေရင်လက်လက်ကြီးတွေနဲ့ပြစ်ခတ်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်အသက်22နှစ်အရွယ်ရှိတဲ့ကုမ္ပဏီဆောင်ဝန်ထမ်းတို့ဟာတည်ဆုံးခဲ့ရပါသေးတယ်။ဇွန်ဇူလိုင်နဲ့ဩဂတ်လအတွင်း အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူတွေနေထိုင်နေတဲ့နေရာတွေကိုလက်လက်ကြီးတွေနဲ့ရွေကျက်ရှိရှိပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ65ဦးထက်မနည်းဟာသေဆုံးခဲ့ရပြီး230နီးပါးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ တဖက်ကကချင်ပြည်နယ်ဗမော်မြို့မြစ်ဆုံဟိုတယ်အနီးတော်မှာလဲလေးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ကက60ကျော်ထေသွားကအလောင်းတွေဟာပုံနေရလို့ KIA စေးသတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဩဂတ်စ17ရက်နေ့ကနေစတင်ကဗမော်မြို့မြစ်ဆုံဟိုတယ်အနီးတော်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့ကခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေရောညပါလေးရဲ့ဇက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ကအကြက်ဖက်စစ်သား60ကျော်ထေသွားတာလည်းဖြစ်ပါတယ်။အဲဒီလိုအကြက်ဖက်စစ်တဲ့ဘက်က အသေးများနေသလိုလက်နယ်ခရင်အမြောက်များလည်းတင်းဆဲရရှိခဲ့ပြီးစစ်သားအလောင်းတွေပုံထက်နေကလာရောက်ယူနိုင်တာမျိုးမရှိဘူးလို့လည်းသိရပါတယ်။လက်တလောအခြေအနေမှာတော့ဗမော်မျိုးကအမြောက်တပ်366စခန်းကိုစစ်တပ်က ပြန်လည်သိမ်းပိုက်သွားပြီးရဲ့နောက်မှာ KIA ပူးပေါင်းတပ်ဖွဲ့ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တယ်လို့ ဗမောလေရင်ကွင်းမှာလည်းစစ်တပ်ကတစ်ဖက် KIA ကတစ်ဖက်အပြန်အလှန်ထိန်းထုတ်ထားတယ်လို့လည်းသိရပါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်တောင်ကြီးမြို့အမှတ်နှစ်နေမြေရဲစခန်းမှုမျိုးကျော်သူကမွေးရစေဝါရောက်ဝယ်မှုတွေအပါအဝင် စခန်းကုန်ကျဈေးလို့ဆိုကနေထင်းရဲတွေကိုတလကိုငွေကျပ်3300ကျော်ရှက်ခိုင်းနေရလို့ရဲသတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။တောင်ကြီးမြို့အမှတ်နှစ်နေမြေရဲစခန်းမှုမျိုးကျော်သူဟာနေထင်းရဲတွေကို စခန်းကုန်ကျဈေးလို့ဆိုကတလကိုငွေကျပ်3300ကို နှီးမျိုးစုံနဲ့ဖိအားပေးရှာခိုင်းနေတာဖြစ်ပြီးသူကိုယ်တိုင်နဲ့မွေးရစေဝါတွေရောင်းဝယ်မှုတွေလှုပ်ဆောင်နေရလို့ရဲသတင်းမြစ်ကပြောပါတယ်။အဲလိုရှောက်ဖွေခိုင်းတဲ့ငွေကြက်3300 300မပြည့်ရင်နေထင်းရွဲတွေကိုရိုက်နှက်ပြီးအလုတ်ဖြုတ်မယ်လို့ဆိုကချင်းချောက်ပြောဆိုသလိုအဲ့ဒီလူရက်တွေကိုအထက်ကိုတန်ကြားရင်လေငွေကြေးအလုံးရင်းနဲ့လိုက်လံအမှုဖြောင့်နေရလို့လည်းသိရပါတယ်။ဒါအပြင်မျိုးကျော်သူဟာသူ့ရဲ့ရောက်ဖဖြစ်သူစက်ဖို့ပါတီဝင်တူးနဲ့နေထင်းရဲနှုတ်ကိုလည်း ပလီလင်းရွာအကျော်ကရေတပြေဂိတ်မှာတစ်ကားတွေကိုစောင့်ကပတ်စံကောက်ခိုင်းနေပြီးအဲ့ဒီကတရက်ဝင်ငွေဟာအနည်းဆုံးငွေကျပ်30ကျော်ရရှိနေတယ်လို့လည်းသိရပါဗျ။စကမ်းမူမျိုးကျော်သူကလက်ရှိအချိန်မှာတော့သူ့ရဲ့မိမဖြစ်သူဒေါ်သွယ်သွယ်ဦးအမည်နဲ့ပလီလင်းရွာမှာသိန်း2000တန်ခြံတွေကိုဝယ်ယူထားပြီးသိန်း3500တန်ကားတွေလည်းဝယ်ယူထားတယ်လို့ ဒေါ်သွေသွေဦးကိုလည်း3900ကျော်တန်လက်ဝတ်ရန်နာတွေကိုစင်ပေးထားရလို့လည်းသိရပါဗျ။ဒါအပြင်တောင်ကြီးမြို့အမှတ်နဲ့နေမြေရဲစခန်းမှာလည်းအချုပ်ကနေအကျဉ်းထောင်ကိုမပြောင်းရွှေ့လို့ရင်ငွေကျပ်10သိန်းပေးရပြီးညစ်ပတ်နေတဲ့ပုံစံထမင်းကစုံရဲ့ရေလုံပြုတ်နဲ့အသားဟင်းတွေကိုလည်းဈေးအဆမတန်တင်ကရောင်းချနေလို့လည်းသိရပါဗျ။ ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်တောင်ပိုင်းပိုးအိုးကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်နောင်ထော်ကရင်ပိုင်းကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်လောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကမီးရှို့ဖျက်ဆီးနေတာကြောင့်နေအိမ်တရာကျော်မီးလောင်ပြကျသွားတယ်လို့ PNL သတင်းနဲ့ပြန်ကြားရတဲ့တာဝန်ရှိသူ ်ခိုးရင်းရန်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်ဩဂတ်စ9ရက်နေ့ကနေစတင်ကအခုလက်ရှိအချိန်ထိစီဇန်မြို့နယ်နောင်ထော်ကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံခရိုနီနေဝင်းထွန်းဥဆောင်နေတဲ့ PNO ပြည်သူ့စစ်တွေကမီးရှို့ဖျက်ဆီးခဲ့ရမှာ နေအိမ်အလုံးတရာကျော်ဟာမီးလောင်ပြကြထားပြီဖြစ်တယ်လို့လည်း PNL ကပြောပါရတယ်။အဲ့ဒီကျေးရွာမှာစစ်ရင်းနဲ့သက်ဆိုင်ခြင်းမရှိသလိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရွာထဲကအိမ်တွေကိုတအိမ်ပြီးတအိမ်လိုက်ရှို့နေတာဖြစ်တယ်လို့လည်း PNL သတင်းတွေပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကပြောပါရတယ်။အဲ့လိုစစ်ရင်းနဲ့သက်ဆိုင်ခြင်းမရှိဘဲပြည်သူလူထုနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာဟာ အောက်တန်းကျရုပ်မာတဲ့လောက်ရဖြစ်ပြီးပအိုးလူငယ်လူရွယ်ပညာတတ်တွေအနေနဲ့ခရိုနီနေဝင်းထွန်းရဲ့အကျိုးစီးပွားဆရာနာရှင်တို့ရဲ့အကျိုးစီးပွားကာဝယ်ဖို့ကိုယ်နေမြေ ကိုယ်ဒေတာကို ပြန်မီးရှို့နေတာကိုပြောနေကြသလားဆိုပြီး PNL သတင်းတွေပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကမေးခွန်းထုတ်ထားပါတယ်ရှင်ဒီတစ်ခါမှာတော့ ကင်းနီပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေသကိုမနေ့ကနေ့လယ်ပိုင်းမှာဒုတိယအကြိမ်အဖြစ်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရမှာကလင်းငယ်9ဦးအပါအဝင် ပြည်သူ18ဦးဟာတိုက်ဆုံးခဲ့ရလို့ကယ်ဆယ်ရေးမှာပါဝင်နေသူဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဩဂတ်စ18ရက်နေ့နေ့လယ်12:15မိနစ်အချိန်ကဖားဆောင်မြို့နယ်မော်ချီဒေသ16ကုန်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရမှာကလင်းငယ်9ဦးအပါအဝင်ပြည်သူ18ဦးဟာတိုက်ဆုံးသွားရတယ်လို့ ။ဒဏ်ရာရရှိသူတွေလည်းများပြားတယ်လို့သိရပါဗါ။အဲဒီမနက်ပိုင်းကလည်းကင်းနီပြည်ဖားဆောင်မြို့နယ်မော်ချီဒေသကလိုခါလိုစစ်ရုံကိုအကြက်ဘက်စစ်ကောင်စီတပ်ကနှစ်ရက်စတိုက်လေးချောင်းကင်းထောက်ပြီးဘုံကျဲတက်ခတ်ခဲ့ရမှာခလင်းငယ်တို့အပါဝင်ပြည်သူနှုတ်ဦးဟာထိခတ်ဒဏ်ရာရှိကစစ်ရုံဟာပျက်စီးသွားတယ်လို့လေဒါနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့ရန်ကုန်တိုင်းအတွင်းစစ်ဗိုလ်တန်းတပ်သားတဲ့လိုအပ်ချက်မရှိသေးဘူးတွေ့နီလန်မျိုးစုံ၃ကရထားချက်ပြည့်မီအောင်ပြေဖို့အတွက်ရန်ကုန်တိုင်းစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့က PRP ညွှန်ကြားနေတယ်လို့မြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တစ်ခုကအဖွဲ့ဝင်တအူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စစ်မှုထမ်းခေါ်ယူတဲ့နေရာမှာ လိုအပ်ချက်မရှိအောင်လုပ်ပါဆိုပြီးညွှန်ကြားထားပြီးဘယ်လိုလုပ်ရမလဲဆိုတာကိုတိတိကျမှပါပဲသူတို့တောင်းတဲ့အရေးအတွက်ပြည့်မီအောင်သာ ပေးဖို့ဖိအားပေးပြောဆိုလာတာဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီလိုသူတို့တောင်းတဲ့အရေးအတွက်ပြည့်မီအောင်မဖြစ်မနေပေးရတာကြောင့်တချို့မြို့နယ်တွေမှာဆိုရင် ရက်ကွက်နဲ့လမ်းစုံလမ်းကွာတွေမှာဖမ်းဆီးတာမျိုးတွေလုပ်နေကြပြီးငွေကြေးတက်နိုင်တဲ့လသာတို့မြို့နယ်တွေမှာဆိုရင်ငွေကြေးတက်နိုင်သူတွေများနေတော့ စစ်မှုထမ်းအတွက်ဖမ်းဆီးတာမျိုးသူတို့မြို့နယ်ထဲမှာတိတ်မလုပ်ကြပဲရက်ကွက်နဲ့လမ်းလူကြီးတွေကငွေကောက်ပြီးလူစားထိုးလိုက်ဝယ်ကြတယ်လို့လည်းမြို့နယ်စစ်မှုထမ်းစင့်ကိုရဲ့အဖွဲ့နဲ့နှိဆက်သူတို့ကပြောပါတယ်အဲ့ဒီလိုငွေကြေးတက်နိုင်တဲ့မြို့နယ်တွေကဒလလှိုင်းတရားနဲ့တကုံမြို့တစ်ရွှေပြည်သားဘက်မှာလူစားထိုးလိုက်ဝယ်နေကြပြီးရန်ကုန်တိုင်းတွင်စစ်မှုထမ်းလူစားထိုးအယောင်းဝယ်ဈေးကွက်မှာလည်းလူစားထိုးဖို့စစ်မှုထမ်းတပ်သားတဲ့အုပ်ကို ငွေကျပ်သိန်း80အနည်းဆုံးပေါက်ဈေးရှိနေတယ်လို့လည်းသိရပါဗါးအဲ့လိုလူစားထိုးဈေးကွက်ကငွေကျပ်သိန်း100ပတ်လဲဈေးပေါက်နေတာကြောင့်ရန်ကုန်တိုင်းအတွင်းမှာကမ်းမတ်တန်လမ်းဆောင်လမ်းကွာတွေမှာလူမိုက်တွေနဲ့ပြူစောထီတွေပူပေါင်းကလူငယ်တွေကိုစစ်မှုထမ်းအဖြစ်အတရားဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေသလိုလိုအပ်တဲ့မြို့နယ်တွေအတွက်လည်းစစ်မှုထမ်းအစာထိုးရောင်းချတာတွေရှိနေပြီးအဲ့ဒီဖြစ်စဉ်တွေအတွက်လည်းတပ်ဆိုင်ရာထွေအုပ်တွေကိုအတိပေးခွင့်ပြုချက်နဲ့လှုပ်ဆောင်နေတယ်လို့လည်းသိရပါဗါး ရန်ကုန်တိုင်းစစ်မှုထမ်းစင့်ခေါ်ရဲ့အဖွဲ့ကညွန်ကြားချက်ကလည်းစစ်မှုထမ်းအတွက်လိုအပ်ချက်မရှိအောင်လှုပ်လို့ပဲပြောဆိုထားတာဖြစ်ပြီးဘယ်လိုလှုပ်ပါလို့ပြောဆိုထားတာမရှိတဲ့အတွက်ကြောင့်အစဉ်ပြေတယ်လို့မြို့နယ်တွေကလုံနေကြတာလို့လည်းမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရဲ့အဖွဲ့ဝင်ကရှင်းပြပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကရင်ပြည်နယ်ကော့ကရီမြို့နယ်အာရှလန်ဒဏ္ဍူးရွာတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်မှူးတူးနဲ့အရာရှိလေးဦးအပါအဝင်40ကျော်ထက်မနည်းဟာသေသွားခဲ့လို့ဒေတာတွေစီးရေးသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စ4ရက်နေ့ကနေ18ရက်နေ့အတွင်းကော့ဂရီမြို့နယ်အာရှလန်ဒဏ္ဍကူကျေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်မှူးတအုပ်နဲ့အရာရှိလေးဦးအပါအဝင်40ကျော်ထက်မနည်းဟာသေသွားခဲ့တာဖြစ်ပြီး ပျောက်ဆုံးသူတွေလည်းရှိနေတယ်လို့လည်းသိရပါဗျ။အဲဒီတိုက်ပွဲတွေတင်းမှာစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားပြီးစစ်စစ်ရေးထိခိုက်ဆုံးရှုံးမှုကြောင့်တပ်မ55နောက်တန်းပြူဟာနဲ့ခမရ945တရင်ကစစ်ပြူဟာမူးတွေအချင်းချင်းရန်ဖြစ်ဆဲဆိုနေတယ်လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ဘက်က ကော့ဂရိတ်မြို့နယ်အတွင်းကျေးရွာအလုံးကို KNL စီးရေမလှရှားနိုင်ရတဲ့ လေချောင်းတက်ခတ်မှုတွေလှုပ်ဆောင်နေရလို့လည်းသိရပါဗါတယ်။အဲဒါကြောင့်မနေ့ကဩဂတ်စာ16ရက်နေ့မနေ့7နိုင်38မိနစ်လောက်မှာအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးဟာကြုံတို့တည့်ရတော့တောင်းကြရင်အန်ကောင်ရွာလမ်းကြောင်းကနေပြန်တက်လာပြီးကြိုက်တလိုက်ဗော်တိုင်းဘက်နဲ့အန်ဖလီတဝိုက်နဲ့အာရှလမ်းမှာရှိတဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုဘုံကျဲတက်ခိုက်သွားတယ်လို့လည်းသိရပါဗါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရကျေးဇူးတင်ပါရှင်ကျေးမများပါ